အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီနေ့ကနေပြီးတော့အဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်လက်ရှိဒီနေ့ဒါကျွန်တော်မြန်မာစံတော်ချိန်9နိုင်ပါတော့ဒါ United သတင်း United သတင်းတော့မဟုတ် United အကြောင်းပြောမယ်ပေါ့နော်အဲ့တော့ တဲ့တင်းနေမဟုတ်ဘဲနဲ့ဒါလက်ရှိမှာ United အကြောင်းကိုဒါကျွန်တော်မပြောတာလဲကြာပြီလက်ရှိမှာဒါကျွန်တော်တို့အေးပေါ့ကျွန်တော်တင်းနေကြီးပဲဒါ United နဲ့ပတ်သက်ရင်ပြောနေအခုလက်ရှိမှာကျွန်တော်ရဲ့ဒါ opinion piece ပေါ့နော်ကျွန်တော်ရဲ့အမြင်လဲပြောသွားခြင်းတယ်ဒီမှာပါတယ်ပြီးတော့လက်ရှိမှာအဲ့ဒါနဲ့ဆက်ဆက်ပြီးလက်ရှိမှာဖြစ်နေတဲ့ဒါတင်းလေးတွေကိုလည်းနည်းနည်းလေးဆက်ဆက်ပြီးပြောသွားခြင်းတယ်ပေါ့နော်တော့ဝန်တိုင်း review ကိုဝင်မနေနဲ့ဆက်တက်မနေကြပါတော့မူပိုင်းပါလို့ကျွန်တော်တို့ရှေ့သွားနိုင်တဲ့နေရာမှာလဲပါပါတယ်ထားလက်ရှိမှာဒါကျွန်တော် Manchester United အသင်းရဲ့လက်ရှိအခြေအနေပေါ်မူဒီကျွန်တော်အနေနဲ့ဘယ်လိုမြင်လဲ ျွန်တော်ကဒါဟို United အသင်းနဲ့ပေါ့နော်လူတွေကြီးပဲမှုပဲနဲ့မူပါပြောင်းရမယ်လို့မြင်တယ်ဒါကျွန်တော် Jim Ratcliffe ကိုတိုင်လေးဒါကျွန်တော်ကိုစူးစမ်းနေတဲ့အနေအထားတစ်ခုလို့ကျွန်တော်အနေနဲ့မြင်တယ် Jim Ratcliffe ကိုတိုင်ကလက်ရှိမှာဒါကျွန်တော် Banjicop David Austin ဒါ Fabrizio Romano ဒီလိုမျိုးတတိယ one sources တီးပြောပုံရဆိုရင်တော့သူ့အနေနဲ့ဒီတန်တရာစာဝန်တစ်ခုသူညင်းဝေးလာပြီ ဲ့ဒါကိုသူပြောလာခဲ့တယ်အဲ့ဒါဘာကိုပြောချင်တာလဲတန်တရားစုံဝင်တစ်ခုညင်းငွေလာပြီဆိုရဲနေလာမသူ့အနေနဲ့ဒါခြေစွမ်းလေးမကောင်းလိုက်အနီးပြလေးထုတ်လိုက်ခြေစွမ်းလေးနည်းနည်းပြန်ကောင်းလိုက်အနီးပြကဒါကျွန်တော်ခြေစွမ်းပြန်ဆိုးသွားလိုက်ဒါကျွန်တော်ပြန်ထုတ်သွားလိုက်အဲ့တော့အဲ့လိုပုံစံမျိုးဆိုတာတဲ့ United အသင်းနေနဲ့ဒါကျွန်တော်ခုနပြောသလိုလူကြီးပဲပြောင်းတာမဟုတ်ဘဲနဲ့မူပါပြောင်းရတော့မယ်ဆိုတော့ဒါ Jim Ratcliffe နားလေလာပြီ။အရင်တော့ဒါ Glazer မိသားစုအနေနဲ့တို့ကစီးပွားရေးအရန်ဂယူဆိုင်တဲ့မှာပါတယ်။ဒါပါလို့လေကျွန်တော်ခင်ဗျားနည်းနည်းလေးရှင်းပြမယ်။အဲ့တော့စီးပွားရေးကိုဒါကျွန်တော်ပြိတ်သက်ကို satisfaction နဲ့စီးပွားရေးကောင်းတာနဲ့က equal ဖြစ်နေတယ်ဥပမာ example ပြောအဲ့လက်ရှိမှာ Manchester United ခြေစွမ်းကောင်းရင်ဒါကျွန်တော်စီးပွားရေးကောင်းတယ်ဒါညင်းစရာမဟုတ်ဒါ Queen of Britain တွေဝင်မယ်ပြီးရင်ဒါကျွန်တော်လက်ရှိဒါလူတွေပိုပြီးကြည့်မယ်ရုပ်သံလွှင့်မှုတွေများမယ်ပြီးရင်နောက်တစ်ခုအနေနဲ့ဒါကျွန်တော်တို့နိုင်ငံတကာ brand တွေနဲ့လက်ရှိမှာ United ခြေစွမ်းကောင်းအောင်သူ sponsorship တွေအများကြီးတွားတယ်ကလေးစားပိသားစုခက်ကတော်တော်လေးကိုဆိုးရွားတာ sponsorship နဲ့ commercial value ပဲအခုနောက်ပိုင်းခင်ဗျားတို့ပူပြီးသတိထားလာလိမ့်မယ်ကျွန်တော် ျွန်တော်ပြောရင်ပို့ပြီးကြည့်ကြည့်ပေါ့နော်အဲ့တော့လက်ရှိကျွန်တော်ဟိုတလောလွန်ခဲ့တဲ့3လလောက်ကကျွန်တော်ပြောခဲ့လို့ပဲ United အသင်းနေနဲ့ Jim Ratcliffe တို့အော်မှာ Brandy ရဲ့တွေပို့ပြီးများလာလိမ့်မယ်ဆိုကျွန်တော်ပြောခဲ့တယ်တကယ်လည်းပုံများခဲ့တယ်အားလုံးမှဒါကလေးစားမိသားစုလက်ထက်ထက်ဒါကျွန်တော်တူတင်ဒါကျွန်တော် commercial value မှာလည်းမြင့်တက်ခဲ့လို့ Brandy ရဲ့တွေလည်းတော်တဲ24ရာခိုင်နှုန်းထိပို့ပြီးတိုးတက်လာခဲ့တာကိုတွေ့ရမယ် ဒီနာမှာဒါကျွန်တော်တို့ Manchester United အသင်းအနေနဲ့ငါတို့က brand G တခုဖြစ်တယ်ဆိုတာဆိုင်ဒီသူတို့ကိုလာပြီး negotiate လုပ်မယ် brand နေတူသူတို့ကသွားတာများတယ်ခုနပြောသပဲလူတင်မဟုတ်ဘဲနဲ့မူကိုပြောင်းလာခဲ့တယ်ပြောချင်တာဒါအရင်တော့ okay ငါတို့က United ငါတို့စီလာမယ် sponsor ကိုငါတို့ကထိုင်ဆောင်ပြီးငါတို့အနေနဲ့ဒီ sponsor ဥမာကျွန်တော်ဟိုးအရင်တော့ဒါတစ်ခေါက်ပြောဘူးတာရှိတယ်ကျွန်တော်ဒီကုမ္ပဏီဒါကျွန်တော်တို့ကကုမ္ပဏီကြီးတယ်မဟုတ်တော့မာကိုမှာတော်တော်လေးကုမ္ပဏီကြီးကြီးမှာလုပ်ရတယ်ကြောင့်မို့တို့နေနေတာ Manchester United အသင်းရဲ့ဒါကျွန်တော်ဘုံမှာဒါကျွန်တော်5စက္ကန့် ကျွန်တော်ဘန်နာလေးဖြတ်ပြေးဘူးတော့တို့အနေနဲ့ဒါကြောင်ညာထည့်ခြင်းတယ်တို့ကုမ္ပဏီကြီးတို့တရုတ်ကုမ္ပဏီမှတ်မှတ်ရရပဲအဲကျွန်တော်ဖြတ်ပြေးခြင်းတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ sales တွေနဲ့ဒါ connect ဖြစ်တယ်ဒါပေမဲ့ခုနကပြောသူပဲ QR တော်တော်လေးကိုဆောင်အောင်ပဲဒါခုနကပြီးလဲပြီးတော့ဒါ follow up လည်းမလုပ်ပြောချင်တာပြငါတို့က Manchester United ငါတို့ comma မင်းတို့ဒါဟိုလောက်ရမယ်ဆိုတဲ့ပုံစံမျိုး Manchester United ချိုးတယ်ပေါ့အဲ့တော့ကဒါ CD သင်းအိစားပဲပြီးတော့တို့အနေနဲ့ United မရတာဒါ CD သင်းကိုတို့ connect လုပ်တယ် CD သင်းနဲ့တို့အနေနဲ့စကားပြောတယ် within 9ရက်နဲ့10ရက်အတွင်းမှာသူတို့ရဲ့ဘန်နာကိုဒါကျွန်တော်တို့လက်ရှိမှာရှိတယ်အဲ့တော့အခုချိန်ထိလဲ we are liver เนาะသူတို့ရဲ့ဒါကျွန်တော်လက်ရှိဟာဗာလဲ အကွန်ကုမ္ပဏီနဲ့အကွန်ကုမ္ပဏီကျွန်တော်နာမည်အော်မိတ်အကွန်ကုမ္ပဏီအခုချိန်ထိ CD ရတာကျွန်တော်ဘန်နာက CD ကွင်းမှာလည်းအဲ့ဘန်နာအခုချိန်ထိပြေးတော့မယ်အဲ့တော့စီးပွားရေးသမားဆိုတာဗျာသူရတာကျွန်တော်တို့ဟုတ်တယ်သူ့မှာအသင်းဆွဲရှင်လည်းရှိမှာအသင်းဆွဲမရှိတချို့ကြတာခုနကဘောလို့ visibility ပေါ့နော်လူတွေမြင်ဖို့အတွက်ပင်နေရာမှာထားတာဒါခုနကသွားတယ်အဲ့တော့ Manchester မှာဖြစ်ရင်ပြီးတော့ CD မှာပြအဲ့တော့ဒီလိုပုံစံမျိုးနဲ့ United စီမှာဒါကျွန်တော်တို့ကြော်ကြော်ပြီးတော့ CD bus ကြီးရောက်သွားတဲ့ commercial value တွေဘယ်နှခုတောင်ရှိမလဲဒါပေမဲ့အခုနောက်ပိုင်းမှာဒါတော်တော်လေးကိုပြောင်းလဲသွားပြီနောက်ဆုံးဒါကျွန်တော်တို့ Mike Keegan ရဲ့ပြောပုံရဆိုရင်လက်ရှိမှာ United အသင်းကဒီမာကွန်တ ခုလုံးဒါကျွန်တော်လက်ရှိမှာ sales trip တစ်ခုလုံးကိုဖြုတ်တုတ်လုတ်ခဲ့ပြီးတော့ဒါလုံးဝပြောင်းလဲခဲ့တဲ့အနေအထားတစ်ခုကိုဒါ United အသင်းစီကနေတွဲတွေ့လာခဲ့တယ်အဲ့တော့ဒါ United အသင်းနဲ့ဒီနှစ်ပိုင်းမှာတော့ဒါကျွန်တော်လက်ရှိဒါ sponsor အသစ်တွေတွေ့လာခဲ့တယ်ဒါ BR brand တွေဆိုလည်းအသစ်တွေ့လာခဲ့တယ်ဒါ Queen နဲ့မှာဆိုလည်းဒါကျွန်တော်အသစ်တွေအများကြီးတွေ့လာခဲ့အဲ့တော့ပြောချင်တာက United အသင်းနေနဲ့ငွေကိုလိုတယ်ဆိုတဲ့အသင်းသင်းပုံစံမျိုးငွေကရှိနေရင်ကောင်းတယ်ဆိုတဲ့အသင်းသင်းပုံစံမျိုး transition စတင်ပြီးတော့ကူးပြောင်းလာမှုတွေကိုတွေ့လာခဲ့တယ်အဲ့တော့ပြောချင်တာဒီညခုနကပေါ်သူပဲလူကြီးပဲမဟုတ်ဘဲနဲ့မူလဲပြောင်းရမယ်ဆိုတာမျိုးအဲ့တော့ United အသင်းနဲ့ဒီရ ဲ့ဒါကျွန်တော်တို့အသီးပွင့်နေရပါလေဒီနှစ်မှာဆို United အသင်းနဲ့ commercial value ကခါတိုင်းနဲ့တက်တက်ဆိုင်အများကြီးတိုးတက်လာခဲ့တယ်ဒီနှစ်မှာက United အသင်းနဲ့ဒါကျွန်တော်ငွေ reserve အများကြီးပူပူပြီးကျန်ခဲ့တယ် United အသင်းနဲ့ဒါကြောင့်မလို့ဒီလိုဝင်ငွေတွေကနေပဲလာမဲ့နေရာဒီမှာ United အသင်းနဲ့တကယ်ကို superstar player တွေ special player တွေကိုဒါကျွန်တော်တို့အတိုးတွေကိုအရင်တွေကိုပေါင်းပြီးဝယ်စရာမလိုတော့ဘယ်နေတာကိုယ့်ရဲ့အိတ်ထဲက person နဲ့ဝယ်ယူလို့ရတော့မှာဖြစ်တယ်ဆိုတော့ကို David Austin ကသူ့ရဲ့ article ထဲမှာရေးသားထားခဲ့တာကိုတွေ့ရမယ်အဲ့တော့ပြောချင်တာကရှယ်ရှယ်လေးတခါကျရင်ဂလီဇန်ပီတာစုအနေနဲ့ဒါကျွန်တော်လူတော်များဟာလူတွေ ကိုတော့ဝယ်ပေးနေအဲ့လူတွေရဲ့ဝယ်ပေးတဲ့နောက်ကနေပြီးတော့ United Garden ကြီးခံတာ United အသင်းနဲ့လက်ရှိမှာ Glizan Pitau တွေနဲ့ခုနပြောလို့ PPR လုတ်ခဲ့တာတွေကြောင့်မလို့နောက်ကနေတာကျတော့ United အသင်းကနေထိုင် suffer လုတ်ခဲ့တာတွေ Of course ဒါကျွန်တော်တို့ဒါ Yedo A ပေါ့ Yedo ကုစားခဲ့မှုတွေကရေရှည်မှာ United အသင်းနဲ့ပြန်ပြီးခံစားခဲ့ရတဲ့အခါမှာရှိတယ်အဲ့တော့ဒီတိုင်းပဲခုနကျပထမဆုံးဗီဒီယိုမှာပြောတဲ့ဥစားနဲ့ဆက်ဆက်ပြီးပြန်ပြီးကတ်ရမယ်ဆိုရင် United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ ရူဘင်အာမိုရင်းစာခဲ့တဲ့သူပြောခဲ့ကိုပဲ he have to suffer ဘောနော် we will suffer together ဆိုတဲ့ပုံစံမျိုးလက်ရှိမှာ United အသင်းနဲ့ဒါကျွန်တော်တို့ဟိုပေါ့မတာခင်တော့ဆန်ရတဲ့ပုံစံမျိုးတော့ဒါလက်ရှိမှာနာတယ်ချို့ကြလုံးဝလက်မခံနိုင်ဘူးဒါလက်ရှိမှာဒါကျွန်တော်ဒီ နီးပြနေတာမိကောက်အဲ့တော့ကျွန်တော်အနေနဲ့ share နေခုနကပြောသနီးပြတစ်ယောက်ကိုတော့ဒါကျွန်တော် full season တစ်ခုသူ့ပေးတဲ့သူဝယ်ထားတဲ့ကစားသမားရဲ့သူလှုပ်ချင်တဲ့နီးပညာရဲ့ဒါကျွန်တော်လက်ရှိမှာတရာသီပေးတဲ့ United ဗျာဘယ်လောက်တည်တာကျွန်တော်တိုင်ပတ်ပတ်ဒါတက်တန်တော့မစင်ဘူး100%ကျွန်တော်ဒါအာမခံရင်တက်တော့မစင်ဘူးသိကြတယ်အဲ့တော့ United သင်းနေတဲ့ခုလက်ရှိမှာဒါ Jim Ratcliffe လည်းကျွန်တော်လူယုံကြည်ရတယ်မှာပါတယ်သူနေခုနကပြောသူပဲလက်ရှိမှာ United သွားနေတဲ့စာကေယူသူဖြတ်မယ်ဖြတ်ပြီးတော့သူနေနီးပြကိုသူတည်တည်ချာအချိန်ပေးမယ်အခုချိန်မှာဒါကျွန်တော်ဒီနေရာမှာသူရက်တက်မှာဘယ်နဲ့စောင်းရသည်အပြောင်းရွှေ့မှာလဲ United သင်းနေကွင်းလယ်ပိုင်းလူလာလူဝင်ကွင်းလယ်ပိုင်း Temporary contemporary Facebook ဖြစ်ဖြစ်ဒါကျွန်တော်တို့ ရရှိ fix ပဲဖြစ်ဖြစ်သူ့အနေနဲ့လုပ်ဖို့အတွက်ရှိအဲ့တော့ပြောချင်တာကရှင်းရှင်းလင်းပြီးတော့လက်ရှိ United အသင်းနေနဲ့ဒါကျွန်တော်တို့ခါတိုင်းသွားနေကြဒါကျွန်တော်မြင်နေကြ Sales Ferguson ပြီးကြတာကျွန်တော်လေနေတဲ့တန်တရာဦးရဲ့ဝင်းကြီးကို Jim Ratcliffe ရက်တက်မယ်ရက်တက်နေရမှာလဲဒါကျွန်တော် United အသင်းနဲ့ခံစားမှုတွေရှိလာနိုင်တယ်အဲ့ဒီခံစားမှုတွေကိုအရေးကြီးတာပြည်သက်တွေနေနဲ့စိတ်ရှည်ဖို့အတွက်လိုတယ်ဆိုတဲ့ဥစ္စာမျိုးကိုလည်း Adam Crafton ကသူ့ရဲ့ဒါ Article Piece တစ်ခုမှာရေးပူတာတွေ့ရမယ်အဲ့တော့ပြောချင်တာ United အသင်းတစ်ခုလက်ရှိမှာ Transition Period လို့ခေါ်တယ်ပြောင်းလဲခြင်းကာလတစ်ခုမှာ United အသင်းခံစားဒီလိုမျိုး Transition Period မှာခမချက်နာ မပြောနဲ့အာစနိုလိုအသင်းမျိုးအခုလက်ရှိမှာအာဒီတာလိုအသင်းမျိုးကိုခင်ဗျာတွေ့ဘူးတယ်မလားသူတည်းအခုလက်ရှိမှာဘလောက်ကောင်းတယ်ဒါပေမဲ့ခုနကပြောသူပဲအာဒီတာဘလောက်ခံစားခဲ့အာဒီတာလည်းဒီလိုမျိုးပဲဒါကျွန်တော်တက်ဆစ်ဆုံးမှာယစ်တီယစ်တီဖြစ်ခဲ့ပြီးတော့ကျွန်တော်တော်လေးကိုတိုင်ပတ်ခဲ့တဲ့မူးမန့်ဒီမှာအများကြီးအာစနိုပရိသတ်တွေကိုယ်တိုင်ကအာဒီတာကိုအသင်းကထွက်ပေးပါဆိုပြီးတော့ဆန္ဒပြတောင်းဆိုတဲ့အထီကိုသွားတဲ့အထီကိုသွားတယ်အဲ့တော့ပြောချင်တာက sometime it take time ခုနကပြော United အသင်းခုလက်ရှိမှာဒါကျွန်တော်အာမိုရင်းရောက်လာတာအခုဆိုဒါတစ်နှစ်တောင်မပြည့်သေးဘူးအဲ့တော့တစ်နှစ်မပြည့်တဲ့အချိန်မှာသူ့မိနဲ့သူလုတ်ပြထားတာအားရစရာမကောင်းဒါပေမဲ့လက်ရှိမှာ နီးပြကိုပိုင်ရှင်ကယုံကြည်မှုပေးရဆိုရင်တော့ပြိတ္တတ်တွေလည်းယုံကြည်မှုအတိုင်းအတာတစ်ခုထိပေးတဲ့နေ။ဘာလို့ပိုင်ရှင်တွေကဟုတ်လားခင်ဗျားတို့ဘလောက်ပဲစိတ်ပြက်ပြက်ဒါကြတော့ပိုင်ရှင်ကသူယုံကြည်ပြီဆိုသူအပြည့်ပါအဲ့တော့ နောက်ဆုံးတစ်ခုခုနကလူတွေကြီးပဲမဟုတ်ပဲမူပြောင်းမှာအကြိုက်ဆုံးတစ်ခုကပါလေ salary gap ပဲတချို့အနေနဲ့ဒီညမှာကျွန်တော်နဲ့တာသဘောမတူခြင်းမတူကောင်းဖြစ်သွားပြန်တယ်ဒါပေမဲ့ United အသင်းကခုလက်ရှိမှာလာစာကန်တမ်မှုကအင်မတန်မှသဘောချဖို့ကောင်းလာနိုင်တယ်လို့ပြောလို့ရတယ်တမပါတယ်ဒါ United အသင်းကခုလက်ရှိမှာလာစာရဲ့ဒါကျွန်တော်ဟိုပေါ့ကျွန်တော်တို့က max ကိုကပတ်လုခလာစာနှစ်သိန်းခွဲလောက်ပဲသူတို့နဲ့တတ်မှတ်ဖို့ရှိတယ်အခုလက်ရှိလာမဲ့နေရာဒီမှာသူတို့ရဲ့လုခလာစာများတဲ့ကစားသမားတွေကိုအသင်းကနေပြီးတော့ရောင်းချသွားပြီးတော့စာရုပ်တက်တန်းတိုးဖို့လည်းစီစဉ်မရှိဥမာလာ Casemiro Harry Maguire Bruno Fernandes ကိုလာမဲ့နေရာဒီမှာသူတို့ နေနဲ့ရောင်းသွားနိုင်တဲ့တဲ့မှာပါတယ်အဲ့တော့ ယူနိုက်တက်အသင်းတချို့ကြာအားသာသူများအသင်းနေလားဆိုဘနိုးတို့လားဆိုဥပမာလက်ရှိမှာ example ပြောရမှာ Brian Ambwoe လားဆိုတပတ်လောက်ခတသိန်း9000 5000ပဲရှိဒါပေမဲ့ Brian Ambwoe နှစ်ခုလက်ရှိမှာ performance base အရာ2သိန်း3000 4000တိတက်သွားနိုင်တဲ့ movement တွေရှိတယ်ဟုတ်တယ်ဟုတ်2 3 4တိတက်သွားနိုင်ဘာလို့လဲဟုတ်လားဘာလို့လဲ Brian Ambwoe လက်ရှိမှာဒါကျွန်တော်တို့သူနဲ့ player of the man ရမှာလားသူနဲ့ဒါ goal သွင်းနိုင်မှာသူကိုနဲ့ assist လုပ်အဲ့တော့ Matthews ခွန်တာတိတယ်ပဲ Matthews ခွန်တာနှစ်ခုလက်ရှိမှာ3သိန်း8000ရတယ်ဒါပေမဲ့လက်ရှိမှာဒီနှစ်မှာ Matthews ခွန်တာနေနဲ့ဒါ GA မှာပါဝင်ပတ်သက်မှုရှိတယ်။ Matthews ခွန်တာ Manchester United 3သိန်း8000ပြီးအဲ့ဒါပေမဲ့ Matthews US ခေါနာစူးစားရင်စူးစားလို့လာစားက2သိန်းခွဲလောက်ထိတိုးသွားနိုင်တယ်ဆိုတော့ကျွန်တော်ဖတ်မိရတဲ့မှာပါပြောချင်တာရှင်းရှင်းလေးလက်ရှိမှာ2သိန်းခွဲ base main main အဲ့2သိန်းခွဲကနေကန်ကောင်းတဲ့ကောင်တော်လွန်းတဲ့ကောင်တပတ်4သိန်းနဲ့ရရင်ရသွားနိုင်တယ်ဒါကကိုစူးစားတဲ့ပုံမှာမူတည်ပြီးတော့ salary ကိုဒါကျွန်တော် base performance ပုံမှာပို့ပြီးသွားမယ်တယ်မှာအဲ့တော့ အမှန်တမ်းပြောကျွန်တော်တို့ဒါကိုလက်ခံတယ်ယူနိုက်တက်မှာဒါမလူလားအပ်ဘဲနေတဲ့ကစားသမောက်ခေါ်ရင်းနဲ့မှာငွေကြွေးဖောင်းပွားလုံအောင်ကြည့်တယ် performance base မင်းစ조사ရင်စ조사တော့ငါတို့ပတ်စံပြီးမယ်ဆိုတဲ့ပုံစံမျိုးလုပ်မယ်ဆိုရင်တော့ယူနိုက်တက်ကတကယ်ကောင်းအဲ့တော့ Sergeant Reckless ရဲ့လက်ထက်မှာဒါတွေကပြောင်းလဲမှုတို့တဖြည်းဖြည်းမြင်လာခဲ့တယ်မကြခင်ဒါ salary cap ကိုလည်းယူနိုက်တက်က implement လုပ်တော့မယ် Mason Mount လို့ကောင်းမှုတော့ယူနိုက်တက်တင်းနဲ့တပတ်လုတ်ခလာစာ38,500ကိုချပြီးတော့သူတို့အနေနဲ့ performance base ပုံစံမျိုးတွားဖို့ရှိတယ် Mason Mount ကလည်းဒါကိုလက်ခံတွားဖို့ရှိတယ်ဆိုတဲ့တဲ့တွေလည်းဖတ်မိရတဲ့မှာပါရပေါ့နော်အဲ့တော့ပြောချင်တာက United အသင်းနဲ့လာမယ့် အချိန်တွင်းမှာခမောက်တာကျွန်တော်အင်တာနက်ပိုင်းမှာတော်တော်လေးကိုတည်တည်တသာပြောင်းလဲသွားဖို့ရှိတယ်။ပြီးတော့နောက်ဆုံးတစ်ခုအနေနဲ့ United တင်းနဲ့လူဝဲတဲ့စီမင်းစီကံပြောင်းလဲမှုတွေကိုလည်းတွေ့ရဖို့ရှိတယ်။ United တင်းနဲ့ခုလက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းရှိတဲ့ကစားသမားအရန်ကြီးတာအလွန်ကျွန်း ပေးရတဲ့ကစားသမားတွေကို United အသင်းနဲ့ live ဖို့မရှိတော့ဘူးလို့သိရတယ်ပေါ့အဲ့တော့အဓိကတော့ခုန General Clay တို့လက်ထက်မှာဒါကျွန်တော်တို့လူတွေကြီးပဲမဟုတ်ဘဲနဲ့မူတွေကိုလည်းအဓိကပြောင်းသွားမယ်ဆိုတဲ့ဥစ္စာကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒီဟာနဲ့ပတ်သက်ခုနကပြောကျွန်တော်ဒါပထမဆုံးဒုတိယဒါတတိယပထမဆုံးဖြစ်တဲ့ဥစ္စာဒါကျွန်တော်မူပြောင်းသွားတာအင်မတန်မှသဘောကျအဲ့ဒါကပါတယ် ခုနကပြောလို့ပဲကျတော့ဒါ commercial ဘိုင်းပဲ United ကိုကိုရိုင်းလည်းစီးပွားရေးလုပ်နေတူလေးအောင်နေတယ်ကိုတည်းကပတ်စံတော့သဘောကျတယ်ဒါပေမဲ့ခုနကကို brand ကိုမထိကြိုက်တဲ့ brand ပြဥပမာလက်ရှိမှာပြ banner လေးမှာပို့တယ်၅စက္ကန့်ပြခုနကဒေါ်လာတောင်းတဲ့ချီသိမ်းတဲ့ချီရမယ်ပြခပြမယူပဲနေမှာဒါပေမဲ့လက်ရှိမှာ glazer pizza ဆိုတော့ခမမယူမရှိနေအဲ့ဒါတွေတို့မယူခဲ့ဘူးဘာကြောင့်တို့ရဲ့ brand နဲ့ဒီ brand နဲ့က level 2ချင်းမရှိဥပမာဗျာအဲ့အဲ့ကြောင့်မို့တော့အခုလက်ရှိမှာ United ကိုကြည့်လိုက်တခါမှဒါကျတော့တိတ်ပြီးသဘောမျိုးနာမည်မကြားဘူးတဲ့ brand တွေပါတို့ယူလာတာတွေ့ရမယ်ပြောချင်တာဗျာ ဒီနောက်မှာ slogan ဆိုတာရှိတယ် we grow with you ပေါ့နော်ဒီ brand အနေနဲ့ဒီဒါကျွန်တော်တို့အတူတူကြီးထွားခြင်းဒီ brand ကဒါ United ကဆွဲခေါ်ခဲ့တယ်ဆိုတဲ့ဒါ portfolio တော့ပေါ့ရသွားနိုင်တယ်မှာပါ။ဇင် Jim Redcliffe တို့ကစီးပွားရေးသမားပြီပြီဒါကြီးကိုကောင်းကောင်းကြီးနားလည်တယ်မှာပါတယ်။တစ်ဖက်ကကလီစာတို့ကြာခုနပြောဆိုလူတွေကို satisfy လုပ်ရတာအရင်ဝါတာပါတယ်ကြောင့်လူတွေကိုသဘောကျတာလုပ်ရတဲ့ကြောင့်ပြောပြောဆိုတာဗျာလူတွေကိုပျော်အောင်လုပ်ရတာဒီညမှာတို့အနေနဲ့ဟိုဝုန်းနိုင်ဖြစ်မှာမဟုတ်ဘူး။တို့ကလူတွေကိုလူတွေဝမ်းထဲမှာထပြီးပျော်အောင်လုပ်ပေးတာ။ အဲ့ဒါပြဿနာအဲ့တော့ဂလီဇာမိသားစုလက်ထက်ကလည်းခုလက်ရှိမှာဒါကျွန်တော်တိုးတက်လာမှုတွေကတော်တော်လေးကိုမြင်လာခဲ့တယ်တကယ်တမ်းကဆာဂျင်ရက်ကလစ်နဲ့သူအပြောတိုင်းဒါခုနကပြောလူတွေပြီးပဲမဟုတ်ဘဲနဲ့မူတွေပါပြောင်းလဲနာနိုင်ရမယ်ဆိုတော့ United အတွက်ကတော်တော်လေးကို impact ကြီးမာတယ်ဒါကျွန်တော်တို့ယာတီတခု United အသင်းဖြတ်တန်းရနိုင်တယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ် ဒါတော့ပါပဲအားလုံးပဲကြည့်ကြပါရစေကောင်းမွန်သောနေ့လေးတစ်နေ့ကိုဖြတ်သန်းနိုင်ပါစေညီအစ်ကိုအော်ကျွန်တော်ကြီးကမေးနေအဲ့တော့ကျွန်တော်ညီကိုအားလုံးနဲ့တင်းကျို့ဒါသာပြည်ဒီမှာအခါသေးရမှာဒါကျွန်တော်တို့ချစ်တဲ့မိသားစုဒါမိသားစုနဲ့ဝေးရတူလေဒါကျွန်တော်တယောက်ထဲဘယ်လိုပဲဖြစ်ဖြစ်ဒါပျော်ရွှင်အောင်နေကြပါစေပြောအားလုံးရေးကြည့်တာကဒီလိုချိန်မှာဒါကျွန်တော်တို့စိတ်ချမ်းသာရေးကြည့်ပါရစေစိတ်ချမ်းသာမှကိုချမ်းသာဖြစ်တယ်ဒီနေ့တစ်နေ့လုံးခင်ဗျားတို့ချစ်တယ်လို့ဘယ်သူမှပြောရင်ကျွန်တော်ပြောပါရစေခင်ဗျားတို့ကျွန်တော်ဆောင်းအောင်ချစ်ပါရစေအမြဲတမ်းလက်ချစ်သွားမှာဖြစ်ပါရစေအားလုံးပဲကြည့်ကြပါရစေကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေကောင်းမွန်သောလာပြည့်နေ့လေးတစ်ရက်ဖြစ်ပါစေဒီညာကနေပြီးတော့ကျွန်တော် Dave ကနေပြီး ော့စုံမောင်းတောင်းပေးလိုက်ရပါတယ်။ဒေးပါဗျာ